ကျမကတော့အဲဒီ squash အားကစားနည်းပထမအဆုံးစိတ်ဝင်စားတာဒါလိုက်တာရင်ရုပ်ရှင်ကားရရပဲဒါလိုက်တာရင်သွားသွားပြီးတော့စိတ်ညစ်တိုင်းကစားတာကိုတွေ့ပြပါတယ် အာဂဇာအဖွဲ့ရရဲ့ဥက္ကဋ္ဌတွေကအများစုကယောက်ျားတွေဖြစ်တယ်အဲ့ဒါဖြစ်တဲ့ကြောင့်ကျွန်မမျိုးမမိမျိုးသမီးဦးဆောင်တဲ့အာဂဇာအဖွဲ့တခုလည်းထူထောင်ခြင်းနဲ့ဆန္ဒလည်းရှိတယ်။ဒါနဲ့ပဲကျွန်မအလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ကတော့ကျမတို့မြန်မာ squash federation နဲ့ Korea squash federation တို့နားလည်မှုစာကြံလာထိုးတာဖြစ်ပါတယ်။ကျမတို့ဒီအဖွဲ့ကိုစထောင်ဖို့အတွက်လည်း Korea team ကနေအားပေးခဲ့တယ်။ကျမတို့ကလည်းထောင်ပြအောင်ထောင်လိုက်တယ်။အဲဒီ33ချိန်မြောက်စီဂိမ်းမှာပြိုင်ပွဲဝင်ဖို့အတွက်ပြိုင်ပွဲဝင်အားကစားသမားများကိုလည်းသူတို့ရဲ့ကိုရီးယားနိုင်ငံမှာအဲ training ပေးနေတာဖြစ်ပါတယ်။ 2020နဲ့ရှစ်မှာလုံးမဲ့အလီယာအိုလံပစ်မှာကြာရင်မြန်မာပြည်အနေနဲ့အာဂစားအာနီ14နီးပဲပါဝင်ခွင့်ရမှာလေ ဟိုတည်းက40ကျော်ရှိပြီမယ်လို့လဲအဲ့ဒီအထက်ထဲမှာ squash ပါတယ်အဲ့တော့မြန်မာစီတနေရပါတော့လွတ်မသွားခြင်းတဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်မအချိန်မီထူထောင်ပါတယ်ပြီးတော့ကစားသမားများကိုလည်းလေ့ကျင့်ပေးနေပါတယ်အဲ33ကြိမ်မြောက်စီဂိမ်းကတော့မြန်မာ squash federation ပထမဦးဆုံးပေါ့အပြိုင်ပွဲဝင်မှာဖြစ်တယ်အစုများမရလဲပဲကိစ္စမရှိဘူးကျွန်မတို့ကအတွေ့အကြုံလိုချင်တာဖြစ်တယ်ပြီးတော့ပြိုင်ပွဲစီကံပေါ့နော် technic ကုံကိုလည်းပဲတိချာတိချင်တယ်ပါစောင်းမီယာ express my gratitude to Myanmar Olympic Committee Korea Squash Federation ကိုလည်းကျေးဇူးတင်ပါတယ်။ပြီးတော့နှုတ်အားဖြင့်တော်လကောင်းအဲလက်အားဖြင့်တော်လကောင်းဆောင်းလျှောက်ကြရဲမြန်မာပြည်သူပြည်သားများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင့် Thank you so much ။ချစ်ရပါ 관계발전을위해서노력을할것입니다.아,저희가디코리아,저희디스쿼시페더레이션과내비로마미얀마페더레이션스쿼시에대해저희가스쿼시가산이야.미얀마나이간에대해호,떼이비로못생우로텐네.바로래서다라이다옌야,투메이마네세이소라이스쿼시가자라뚜이부니다베. ကျမကတော့အဲ squash အားကစားနေပထမဦးဆုံးစိတ်ဝင်စားတာဒါလိုက်တာယင်ရုပ်ရှင်ကားတွေရပဲဒါလိုက်တာယင်သွားသွားပြီးတော့စိတ်ညစ်တိုင်းကစားတာကိုတွေ့ပြပါတယ်အပြီးတော့မှဟိုသမီးလေးတယောက်ကနေရောမှအန်ဒီသမီးတို့ squash အဖွဲ့ချုပ်ထူထောင်ခြင်းပါတယ်လို့လာပြောပါတယ်ပြောပြီးတော့မှဒီကိုရီးယားအဖွဲ့တွေမှာခေါ်သွားပြီးတော့ကျမတို့မှ club house ရှိပါတယ်လीအဲဒီသူတို့ရဲ့ club house ကိုလည်းခေါ်ပြီးတော့ပြပါတယ် အဲ့ဒါနဲ့အာဂဇာအဖွဲ့ကြီးရဲ့ဥက္ကဋ္ဌတွေကအပြန်အစုအယောက်ျားတွေဖြစ်တယ်။အဲ့ဒါဖြစ်တဲ့ကြောင့်ကျွန်တော်မြန်မာမိမျိုးသမီးဥဆောင်တဲ့အာဂဇာအဖွဲ့တခုလည်းထူထောင်ခြင်းနဲ့ဆန္ဒလည်းရှိတယ်။ဒါနဲ့ပဲကျွန်တော်အလုပ်ပေးခဲ့ပါတယ်။ဘယ်ရောကစားခဲ့ဖြစ်တည်ရ။အာကျွန်တော်စဉ်းစားနေတယ်။သင်ရအောင်မယ်။